မင်္ဂလာပါရှင်မိုးသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် NUG ဟာနာဆာကရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတောင်းပြန်နိုင်ဖို့လေကြောင်းရန်ကာကွယ်လက်နက်တွေဝယ်ယူဖို့အများပြည်သူတွေထံကနေအလူငွေတွေကောက်ခံတာမျိုးတွေရှိခဲ့ပါတယ်ဒေါသံပိုင်းထဲမှာ NUG ရဲ့ Project Dragonfly Image ရဲ့အစီအစဉ်ကဘလို့အစီအစဉ်မျိုးဖြစ်နေတယ်လဲဆိုတာနဲ့ NUG ဟာလေကြောင်းရန်ကာကွယ်စနစ်ကိုကိုပိုင်းတိစောက်နိုင်စံရှိသလားဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ် ဒီစီစဉ်လေးမစတင်ခင်မှာတော့ Motown Media Channel ကို Subscribe နဲ့အရင်ရှက်လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးမြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံပြည်ထနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းနိုင်ငံကိုင်းတိုက်ပွဲတွေဖြစ်လာခဲ့တာဟာလင်းနေကြော်လာပြီးဖြစ်ပါတယ်။ဒီလင်းနေကြော်ကာလအတွင်းမှာ NASA ကကိုလည်းနိုင်ငံကိုင်းစန့်ကျင်နေတဲ့အခွဲစီတခုဖြစ်တဲ့ NUG ဟာ NASA ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေဝယ်ယူဖို့အများပြည်သူတွေထံကနေခေါင်းစဉ်အမျိုးမျိုးပြငွေကြေးတောင်းခံမှုတွေလုပ်တဲ့အစီအစဉ်တွေကိုစတင်ခဲ့ပါတယ်။ NUG ကလေကြောင်းရန်ကာကွယ်ရေးလက်နက်တွေဝယ်ယူဖို့ Project Dragon Fly Image ရဲ့အစီအစဉ်ကိုစတင်ပြီးတော့ငွေကြေးကောက်ခံခဲ့ရအောင်အမေရိကန်ဒေါ်လာနှစ်သန်းကျော်အနည်းဆုံးရရှိခဲ့တယ်လို့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ NUG ကဒေါ်လာနှစ်သန်းကျော်အနည်းဆုံးရရှိခဲ့ပေမယ့်လေကြောင်းရန်ကာကွယ်ရေးအတွက် ထိရောက်စွာအသုံးပြုနိုင်ခြင်းမရှိဘူးလို့လူမှုကွန်ရက်သုံးဆဲသူတွေကြားမှလည်းမြင့်တက်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်မြန်မာနိုင်ငံမှာလက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း NUG ရဲ့ Project Dragon Flight Image ရဲ့အစီအစဉ်က တစဉ်ရရှိတဲ့ငွေကြေးတွေကိုအသုံးပြုပြီး PDF လက်နက်ကိုင်အဖွဲ့တွေဟာ NASA ကတိုက်လေယာဉ်တွေကိုပြေးချနိုင်တာမျိုးလက်ရှိချိန်တွေမရှိသေးပဲဖြစ်နေရ။လူမှုကွန်ရက်အသုံးပြုသူတွေကြားမှဝေဖန်မှုမြင့်တက်ခဲ့ပါတယ်။ လက်ရှိချိန်မှာ NUG ရဲ့ Project Dragonfly Museum ရဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတော့ငှက်ကင်ဗမာလေးပြည်သူတွေသိနေပြီးငှက်ကင်ကဗမာလေးစတာတွေတောက်လျှောက်ရေးသားဝေဖန်နေပေမဲ့ NUG အဖွဲ့တာဝန်ရှိသူတွေကတော့ခိုင်မာတဲ့သက်တေမျိုးပြသနိုင်တာမျိုးမရှိဘူးလို့စီရင်စစ်ဝင်စားသူတွေကပြောပါတယ် NUG ဟာပြည်သူတွေရဲ့တတင်းကဒေါသဖြစ်မှုကိုကိုကြိုးစီပါအတွက်ရည်ရွယ်အသုံးချခဲ့တာမျိုးဖြစ်တယ်လို့ဝေဖန်သူတွေလည်းရှိနေကြပါတယ် ဘာကြောင့်လဲဆိုရင်လေကြောင်းရံကာကွယ်စနစ်ဆိုတာဟာအရွက်တကူလုံးလို့ရတဲ့နည်းနည်းစနစ်မျိုးမဟုတ်တယ်လို့အရွက်တကူဝယ်ယူလို့မရတယ်လို့ငွေကြေးများစွာအသုံးပြုရတဲ့စနစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့ NUG ခေါင်းဆောင်တွေဟာလေကြောင်းရံကာကွယ်စနစ်နဲ့ပတ်သက်ပြီးတည်တည်ကြကြတည်နာလေခြင်းမရှိဘဲထင်ရမြင်ရလျှောက်ပြောနေတဲ့အစ်စ်မျိုးသားဖြစ်တယ်လို့လည်းလူမှုကွန်ရက်သုံးဆဲသူတွေကြားမှာဝေဖန်မှုမြင့်တက်ခဲ့ပါတယ်။လေကြောင်းရံကာကွယ်စနစ်လို့ပဲခေါ်ဖို့ NUG ကိုအားပေးနေသူတွေ သုံးဆွဲနေရဲ့ငှက်ကင်လိုပဲပြောပြောအဲ့ဒီလက်နက်စနစ်ကိုအလူခံပြီးဝယ်ယူမယ်ဆိုတဲ့အစီအစဉ်တွေဟာ NUG အဖွဲ့ရဲ့ခေါင်းဆောင်မှုစံရိပ်ပိုင်းအပြင်စီးရင်နဲ့ပတ်သက်ပြီးဘလောက်ထိတိတက်ကျွမ်းကျင်တယ်လဲဆိုတဲ့အချက်ကိုလက်တွေ့ကြကြသတိပြလိုက်တာမျိုးဖြစ်ပါတယ်။လေကြောင်းရဲ့ကာကွယ်စနစ်နဲ့ပတ်သက်ပြီး NUG ခေါင်းဆောင်တွေဟာလက်ရှိချိန်မှာအဆက်တကွဲအကျိုးနဲ့အဖြစ်မျိုးတွေဖြစ်နေရတယ်လို့လည်းသိရပါတယ်။ NUG အဖွဲ့ကလေကြောင်းရဲ့ကာကွယ်စနစ်ကိုအလူခံပြီးဝယ်ယူပြီးအစီအစဉ်နဲ့ပတ်သက်ပြီး တမ်မရော်ကအငိမ့်စာအရာရှိကြီးတဦးကအခုလိုမျိုးသုံးသက်ပြောဆိုထားပါတယ်တမ်မရော်ကအငိမ့်စာအရာရှိကြီးတဦးကဘာမှနားမလည်တဲ့တယောက်ကလေကြောင်းရံကာကွယ်ရေးနဲ့ပတ်သက်ပြီးပြောကြားနေတဲ့မူဘီတစ်ခုကိုနားထောင်ကြည့်မိရဲ့လေကြောင်းရံကာကွယ်ရေးတင်နန်းနဲ့အထူးတင်နန်းတွေတက်ခဲ့ပြီးဖြစ်တဲ့ရဲဘော်လီလေကြောင်းရံကာကွယ်ရေးစခန်းတွေမှာကိုတာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဘော်လီအတွက်တော့သူ့ရဲ့ပြောကြားချက်တွေဟာခလေကစားကြတတ်တာခါရီယာရွှင်စည်းဇလန်းတစ်ခုကို နားထောင်နေရတယ်လို့ခံစားရတယ်။သူတဦးတယောက်ကိုရှုတ်ချနှိမ့်ချတာမဟုတ်ပါဘူး။ဘာမှမသိရဲ့သူရဲ့စကားကိုနားထောင်ပြီးဘာမှနားမလည်သူတွေကလိုက်လုံးမိရင်မိမိပိုင်ဥစ္စာငွေကြေးတွေအလဟသက်ဆုံးရှုံးမှာဆိုလို့တင်ပြရတာပါ။သူပြောနေရကနာဆာကရဲ့လေကြောင်းတိုက်ခိုက်မှုကိုအောက်ကနေပြဖို့တွေလေကြောင်းရန်ကာကွယ်လက်နက်တွေဖြစ်တဲ့ပကုံထန်တုံးကြီး FN စနစ်တကွ14.8မှ9မမ5.5စက်တနက်ကြီးတို့ကိုဝယ်ဖို့အတွက်အလှူခံနေရပါ။ သူပြောတဲ့လက်နက်တွေကအနိုင်ပြန်လေးကြောင်းရံကာကွယ်လက်နက်တွေပါဆိုလိုတာကတော့ရဟရင်လိုဟာမျိုးတွေပန်ကာတက်အမောင်းတင်လိုလေရင်မျိုးတွေအတွက်ပဲအဟန်တာဖြစ်စေပါတယ် MI35 လိုတိုက်ခိုက်ရေးရဟရင်တွေမပါပါဘူး F1 စရာခုနနာဆက်က3နဲ့ Mate 29လိုတိုက်လေရင်တွေ SU30 လိုတိုက်လေရင်တွေနဲ့တခြား jet engine တက်ထားပြီးအ мян နှုံးမြင့်နဲ့တိုက်လေရင်တွေအတွက်မထီရောက်ပါဘူးပေတောင်အောက်ကိုနေစင်းလာတဲ့အ мян နှုံးနှေးကွေးတဲ့ တန်ကာတက်လျင်တွေအတွက်ပဲအဟန်တာဖြစ်စေရပါဆက်လေးတသမ8မမနဲ့0.5စက်တန်တွေကတော့ပေ9000အောက်ပြန်တန်းနဲ့တည်ယူပို့ဆောင်ရင်ရဟယံလောက်ကိုပဲအနောက်ရက်ပေးနိုင်တာပါမထိရောက်ပါဘူးဟန်တိုင်းအောင်လောက်ပါပဲ KIA နေမီမှာဖြစ်သွားတဲ့ဖြစ်စဉ်မှာမြေပြင်တက်မှုရဲ့ပေါ်ရွှတ်မှုတွေအများကြီးပါတယ်ပြီးတော့ FNCE ဆိုတာကလည်းလေရင်ရဲ့အပူငွေ့နောက်ကိုလိုက်တာပါကြွေးကျင်တဲ့လေရင်မှုဆိုရင်ရှောင်ရှားနိုင်ပါတယ်နောက်ပြီးအဲ့ဒီပခုံးတန်းဒုံးတွေဟာတစ်ခါသုံးနေပါ သူ့ရဲ့ကန်းသက်ချက်တွေကလည်းအများကြီးပါပဲ။တနတ်ပြစ်တယ်လို့ချက်ချင်းတင်ပြီးရော့ပြစ်ဆိုပြီးပြစ်လို့မရပါဘူး။နောက်ပြီးအဲ့ဒီဒုံးတွေဟာမတုံးတဲ့အခါအေးကန်းထဲမှာတူလောင်ထားတဲ့အမျိုးအစားတွေပါ။ပြင်မအပူချိန်နဲ့ထားမယ်ဆိုရင်တော့ချက်ချင်းသုံးရမှာပါ။ပြင်မအပူချိန်မှာကြာရှည်မခံပါဘူး။ပျက်စီးလွယ်ပြီးအကန်းသက်နဲ့သာသုံးလို့ရတဲ့အဲ့ဒီပခုံးထန်းဒုံးရဲ့တန်ဖိုးကလည်းမသေးပါဘူး။ဒေါ်လာ3နဲ့ချီပေးရပါတယ်။ပြစ်ပြရနဲ့ပြင်မှတ်ကိုမထည့်ရင်တတ်မှတ်တဲ့အမြင့်ပေးမှာသူ့အလိုလို꿰သွားတာပါ။ ပြည့်တက်သူရဲ့အားနည်းချက်တွေကြောင့်လေထဲမှာဒေါ်လာသိန်းငန်းဟာတခဏတွင်ပြောက်ွယ်သွားမှာပါ။စက်လိတသမ9မမနဲ့0.5စက်သက်နဲ့ဈေးဝေကလည်းအတူတူပါပဲ။ရုပ်ရှင်တွေကလို့ပြည့်လို့မရပါဘူး။သူ့ရဲ့ပြည့်စင်တွေပေါ်တင်ပြရတာပါ။ခလေးအတွင်းနဲ့မေ29လို့တိုက်လေရင်မျိုးကိုအောက်ကနေတွားပြဲလို့ကတော့ဘာမှဖြစ်တဲ့အပြင်လေရင်ကပြန်ပြစ်သွားလို့ကြက်ကင်တွေဖြစ်သွားမှာပါ။ဝါတပတ်မှာရှင်ရဲ့လေချောင်းရံကာကွယ်ရေးလက်နက်တွေကလည်း အနှိမ့်ပြန်လင်းရင်ပြန်နေအတွက်ပဲအဟန့်တာဖြစ်စေရပါတမ်ရောမှာလက်ရှိသုံးနေရဲ့ jet engine တက်တိုက်လေရင်တွေကိုလုံးဝလုံးဝဒုက္ခမပေးနိုင်ပါဘူးခင်ဗျာအထောက်အပံ့ပြောရရင်တော့လေကြောင်းရံကာကွယ်လက်နက်တွေဝယ်ဖို့ဆိုတာဟာတမ်ရောတရက်လောက်သုံးနိုင်တဲ့ budget ရှိရဲ့အဖွဲ့အစည်းမျိုးမှဝယ်ယူတည်ထောင်နိုင်တာပါလေကြောင်းရံကာကွယ်လက်နက်ကိုင်ဆောင်သူကိုလည်းငွေကြေးအကုန်ကျခံပြီးတီးတန့်လေးကျင့်ဝင်းမြူရတာပါတွဲကြရလူကိုကောက်ပြစ်ခိုင်းလို့မရပါဘူး solo data ကတော့ဝယ်ယူစားစိတ် ထိမ့်သိမ့်စိရိတ်၊လေးကျင့်စိရိတ်စတဲ့နောက်ဆက်တွဲကုန်ကြစိတ်တွေကအများကြီးပါဒီလိုဆိုတော့အလွန်ကုန်ကြစိတ်များလာတဲ့လေကြောင်းရံကာကွယ်ရေးစနစ်တစ်ခုထူထောင်ဖို့လက်နက်တွေကိုဝယ်ယူဖို့အလိုခံပြီးဝယ်မယ်ဆိုတာစိတ်ကူးရင်အိမ်မက်တစ်ခုပါဘာမှနားမလဲသူကမစားရဝကမန်းတွေပြောပြီးအလိုခံပြီးရသမျှကိုအိတ်ထဲထည့်မဲ့ပြောကြားချက်တွေသာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခမညာဆိုပြီးတော့ပြောပါတယ်မြန်မာနိုင်ငံရှိတိုင်းဒါလန်နဲ့ကိုင်အဖွဲ့တွေတဲမှာ ။ဘာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ UWSA ၊ကကြင်လက်ကိုင်အဖွဲ့ KIA အဖွဲ့တွေဟာ FNC အမျိုးအစားပကုံတန်တုံးကြီးဝေးပိုင်ဆိုင်ထားတယ်လို့သတင်းတွေထွက်ပေါ်ခဲ့မှုပါတယ်။ NUG အဖွဲ့ဟာ Project Dragonfly အမျိုးရှိရဲ့အစီအစဉ်ကတစဉ်ဒေါ်လာတန်းကြီးရရှိထားပေမယ့်အဲ့ဒီငွေကြေးတွေကိုအသုံးပြုပြီးဘလိုလေးကြောင်းရံကာကွယ်စနစ်တွေဝယ်ယူအသုံးပြုနေတယ်လဲဆိုတဲ့အချက်ကတော့စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ NUG အဖွဲ့ဟာ Project Dragonfly အမျိုးရှိရဲ့အစီအစဉ်တစ်ခုကို ခေါင်းစဉ်တက်ပြီးဘာမှနားမလည်တဲ့သူတွေကိုမစားရဝကမန်းတွေပြောကကျင်းထည်ပြီးအလူခံပြီးရသမျှကိုကိုကျိုးစည်းပွားတွေအသုံးပြုမလားဒါမှမဟုတ်ရသမျှငွေကြေးတွေကိုအသုံးချပြီးကောင်းမွန်တဲ့လေချောင်းရံကာကွယ်ရေးစနစ်တည်ထောင်နိုင်မဲ့အရေးချင်းမျိုးရှိနေသလားဆိုတာကိုတမိုင်းအဖြစ်ပြက်တွေနဲ့အချိန်ကာလတွေကအဆုံးဖြတ်ပေးသွားမှာဖြစ်ပါရဲ့ရှင်